အားလုံးပဲမင်္ဂလာပါဂျပန်ပြည်တွင်းမှာဒီစာအုပ်ဆိုင်နဲ့ဝေးတဲ့သူတွေတော်တော်စာအုပ်ဆိုင်တွေကသွားဖို့အချိန်မရှိတဲ့သူတွေပေါ့နော်အများသောအဖြစ်ဒီစာအုပ်ဆိုင်ကိုမသွားဘဲနဲ့ကျွန်တော်တို့ Amazon မှာစာအုပ်ဝယ်တဲ့အခါမှာဒီအဲ့စာအုပ်ရဲ့ sample တွေပေါ့နော်ဒီကိုဘယ်လိုဖတ်မလဲပေါ့ဥပမာဒီဟာဆိုရင်ဒီ Speed Master 2800ရဲ့ခေါ်ကြီးပေါ့နော်အဲ့ဟာကိုကျွန်တော်တို့ sign မှာဆိုရင်တော့ကျွန်တော်တို့ ဟိုကိုကြိုက်တဲ့စာအုပ်ကိုယူပြီးတော့ဖတ်လို့ရတယ်ဗောနဒီစာအုပ်ကဘယ်လိုပုံစံမျိုးလေးဆိုဖတ်ကြည့်ပြီးမှကိုကြိုက်မှဝယ်လို့ရတယ်ဗောနဒါကတော့ဒီ online ကဝယ်တဲ့ပုံစံလေးပါအဲ့တော့ဒီမှာကဒါက speed master ရဲ့ကော်ကြီးသူကဒီပုံစံမျိုးလေးဗောနဒီပုံစံမျိုးလေးပေးထားပါတယ်ဒီလိုအစမ်းဖတ်ကြည့်လို့ရတယ်ဗောနအာဒါဆိုရင်မိမိခါရတဲ့ဒီကော်ကြီးဗောနကော်ကြီးက ဒီမှာကသူကဒီဟွန်ဒီစာအုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးရေးထားတယ်ပေါ့နော် ပြီးရင်တော့အဲ unit block ကပါ unit block ကပါပေါ့နော်ပြီးရင်တော့ဒီ go ရဲ့ဒီပုံစံလေးတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေကြည့်လို့ရပါတယ်ဒါကတော့ဒီစုမတုံမဲ့ခန်းကြီးပေါ့နော်စုမတုံမဲ့ခန်းကြီးရဲ့ဖွဲ့စည်းပုံပြီးရင်ဒီစာအုပ်ရဲ့ပတ်သက်တဲ့ဟာချင်းမဲ့နီမဟုတ်ဘူးစီ ်ပြီးတော့ဒီစာအုပ်ကခန်းကြီးရဲ့ဘယ်လိုပုံစံအဓိကခန်းကြီးစာအုပ်မှာတော့အရေးကြီးတာဒီဘယ်လိုပုံစံဖွဲ့စည်းထားလဲပေါ့နော်အဲဒီစာအုပ်ကတော့ဒီသူကဆွဲချက်တူတဲ့ဟာတွေပဲအကုန်စုပေးထားတယ်ပေါ့နော်ဆွဲချက်တူပြီးတော့ခုံရုံပြီးအုံရုံပြီးထူတဲ့ဟာတွေလိုပဲပြောရမှာပေါ့နော်အဲ့လိုဟာတွေကိုသူကတော့စုပေးထားတယ်ပေါ့နော်ပြီးတော့ဒီဟာကတော့ဒီလေ့ကျင့်ခန်းလောက်ခိုင်းတဲ့ပုံစံပေါ့နော်အဲ့လိုပုံစံမျိုးလေးပါအဲတခြားစာအုပ်တွေလည်းပေါ့နော်ဟိုကို ဒီ sample တွေပေါ့နော်ဟိုဖတ်လို့ရပါတယ်။ဆိုင်မှာဆိုရင်တော့အဲလိုမျိုးဖတ်လို့ရတာပေါ့နော် online မှာတော့ဒီလိုအမီးဖတ်လို့ရတဲ့ပုံစံမျိုးလေးလည်းရှိတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်က share လေးလုပ်ပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော် Kindle application ကို download ဆွဲလိုက်မှာပေါ့နော်။ Kindle ပြီးရင် download ဆွဲမှာပေါ့နော်။ ခင်နဲ့ download ဆွဲပြီးသွားတယ်ဆိုတော့ open နှိပ်လိုက်ပါတော့ကျွန်တော်တို့ account စပြီးတော့ဖွင့်ရမယ်ပေါ့နော် download ဆွဲပြီးသွားရင်ကျွန်တော်တို့ application နဲ့ဝင်လိုက်မယ်ပြီးရင်ကျွန်တော်က create account ပေါ့နော်အတစ်လုံးမှာဖြစ်တဲ့အတွက် create account နှိပ်မယ်ပြီးရင်တော့ကိုယ့်ရဲ့ first name လမ်းနေတစ်ခါတည်းထည့်လို့ရတယ်ပေါ့နော်တစ်ခါတည်းထည့်ပြရပါမယ်ပြန်ကိုဒီခင်တဲ့ account ဖွင့်မဲ့ email address ထည့်ပေးရပါမယ် ပြီးရင်တော့ဒီမှာအဲဒီ password သတ်မှတ်ပေးရမှာဖြစ်ပါတယ်အဲ့ပါစဝတ်တမပြီး create account နှိပ်လိုက်ပါအဲပြီးရင်ဒီမှာ email မှာကြာလာတဲ့ security code လေးကိုထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ email မှာကြာလာတဲ့ security code က619266 အဲ့ဆိုတော့ကျွန်တော်ခင်တဲ့အကောင့်စပွင့်ပြီပေါ့နော်အဲကိုယ့်ရဲ့ခင်တဲ့ရဲ့ဒီ information ပေါ့နော်စပွင့်ပါပြီအဲ့တော့ကျွန်တော်ကဒီ Amazon ကိုတစ်ခေါက်ပြန်သွားလိုက်မယ်ပေါ့နော် Amazon မှာတစ်ခေါက်ပြန်သွားလိုက်မယ်အဲ့တော့ကျွန်တော်က Amazon မှာကိုလိုချင်တဲ့စာကိုတွားရှာမယ်ပေါ့နော် ကိုလိုချင်တဲ့စာကိုတွားရှာပြီးတော့ဒီခင်တဲ့နဲ့ကျွန်တော်တို့ချိန်ပြီးတော့ပေါ့နော်စာအုပ်ကဒီအစမ်းပုံစံမျိုးပေါ့နော်စာအုပ် ခဲ့ဘယ်လိုပြောမလဲဆိုတော့အချောင်းရအချမ်းမြင်းလေးပေါ့နော်ဖတ်လို့ရတယ်အကုန်လုံးတော့ဖတ်လို့မရဘူးပေါ့နော်အကုန်လုံးဆိုရင်တော့ခင်တဲ့အကောင့်နဲ့ဝယ်ပြီးမှဖတ်လို့ရမယ်ဒါပေမဲ့အခုဟာကဒီစာအုပ်ကဲဒီပုံစံတို့မဟုတ်စာအုပ်ထဲမှာပါတဲ့မာတိကစာအုပ်ကဲရည်စာအုပ်ကဲရည်ရွယ်ချက်ပေါ့နော်စာအုပ်ကဲအတုံးပြပုံအဲ့လိုပုံစံမျိုးလေးဖတ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဖတ်ချင်တဲ့စာအုပ်ပေါ့နော်ကျွန်တော်တို့ဝယ်ချင်တဲ့စာအုပ်ကိုရှာလိုက်မယ်အဲမိုးဝေကင်မှာအဲ့စာအုပ်ကိုကျွန်တော်အစမ်းကြည့်မယ်ပေါ့ကင်းနေတဲ့ချိန်ပြီးတော့အဲ့လိုပုံစံမျိုးပါအဲ့တော့ကျွန်တော်ကတော့ဒီမှာပေါ့နော်ဒီ အဲဒီရွေးထားတဲ့စာအုပ်လေးကိုပဲအရင်ကြည့်လိုက်မယ်ပေါ့နော်ဒီရွေးထားတဲ့စာအုပ်လေးကိုပဲအရင်ကြည့်ပါမယ်ဒီမှာကျွန်တော်လည်းအတူကန်လောက်ထားရှိရပါတော့အဲကိုယ့်ကိုယ်လည်းရှာကိုကြိုက်တဲ့စာအုပ်ကိုရှာပြီးတော့လည်းတွားလို့ရပါတယ်ဒါတော့ဒီစာအုပ်ကိုရွေးလိုက်မယ်ပြီးရင်တော့ဒီနေရာမှာ Kindle Digital ဆိုတဲ့ဟာလေးကိုရွေးလိုက်ပါ Kindle Digital ရွေးပြီးတော့ရင်တော့ပြီးရင် download sample ပေါ့နော် download sample ကိုဝင်ကြည့်ပြီးတော့ download ပါအဲဆိုရင် read now နှိပ်ပြီးတော့ ဖတ်လို့ရပြီပေါ့နော်ခဏလေးခဏလေးစောင့်ပြီးပါပေါ့နော်သူစင့်လုံနေရဖြစ်လို့တဲ့ခဏလေးစောင့်ပြီးပါအဲအဆိုရင်တော့ရပြီပေါ့နော်ဒီဒီစာအုပ်ဖတ်လို့ရပါပြီအဲတော့ကျွန်တော်တို့စာဖတ်မယ်ပေါ့နော်ဒီစာအုပ်ရဲ့အကြောင်းအရာပေါ့ဘာတော့ဒီလိုလဲသွားလို့ရတယ်ပေါ့နော်အဲစာမျက်နှာတစ်ခုချင်းစီလဲသွားလို့ရတယ်တယ်လို့ ခန္ဓာကြီးနေစင်တယ်ပေါ့နော်ဒီစာအုပ်ကတိုင်တယ်တော့မဟုတ်ဒီစာအုပ်ကအကြောင်းအရာပေါ့နော်အဲ့လိုပုံစံမျိုးပါအဲ့တော့ကျွန်တော်ကနောက်တော့ကျွန်တော်သွားရှာမယ်ပေါ့နော်နောက်တော့ကဒါမှတော့ဒီ unwanted ဆုံးမတော့မယ်ခန်းကြီးပေါ့နော် unwanted ဆုံးမတော့မယ်ခန်းကြီးကင်မှုစဉ်းစားနေတဲ့သူတွေတော့ပေါ့နော် unwanted ခန်းကြီးပေါ့တော့မလို့ တခြားအရာတခုပေါ့နော်အဲ့တော့ကျွန်တော်ဒီဆုံးမတုံမဲ့ခန်းကြီးကိုကျွန်တော်နေလိုက်မယ်ဒီမှာ kinetic digital ပေါ့နော် kinetic digital ကိုထောင်းလိုက်မယ်ပြီးရင်တော့ down sample နေမယ်ပြီးရင် read now အဲ့ဆိုတော့ဒီမှာအာ download ဆိုရင် complete ဖြစ်ပြီပေါ့နော်ဒီမှာဆိုရင်အဲကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်စာအုပ်ကဘယ်လိုပုံစံလဲပေါ့နော် ီစာအုပ်ကဟာဂျီမဲနီတူမောက်အကြောင်းအရာပါတယ်အဲဒီမှာစာအုပ်ကပုံစံပေါ့နော်အဓိကတော့ကျွန်တော်တို့ကစောက်တင်ဝယ်ခံလीဆိုရင်စောက်ထဲမှာရှိတဲ့ပုံစံကိုတော့နည်းနည်းလေးတော့သိကျင်တယ်ပေါ့နော်ဒါမှကိုဝယ်တဲ့ဝယ်တဲ့ဆိုပြီးတော့အဲ့လိုဆုံးဖြတ်လို့ရမှာပေါ့နော်အဲ့တော့ဒီမှာကသွားကြည့်လိုက်ပေါ့နော်အဲဒါဆိုရင်သွားဒီလိုပုံစံမျိုးလေးပေးထားတယ်ပေါ့ဆိုမှသူမှာဒီဒီ ready get to တဲ့ဟာတွေကြီးပဲအကုန်ပေးထားတယ်ပေါ့နော်အဲတိနေတဲ့သူတွေကအကြောင်းပေါ့နော်မတိတဲ့သူတွေကဒီအဲ စာအုပ်ဝယ်ဖို့ပေါ့နော်ဒီစာအုပ်ရဲ့အကြောင်းအရာ Amazon မှာဝယ်ဖို့စဉ်းစားခဏရတူတွေကဒီလိုဒီ Kindle account ဖွင့်ပြီးတော့ပေါ့နော် Amazon နဲ့အဲ့လိုချိန်ပြီးတော့ကြည့်လို့ရပါတယ်ပေါ့နော်သူကတော့ color print လေးနဲ့ပေါ့နော် original ဆိုတော့ဒီပုံစံမျိုးလေးထွက်လာမှာအဲ့တော့ဒီမှာပတ်ပြန်ထွက်လိုက်ပေါ့နော်နောက်တစ်ခုက Amazon မှာထပ်သွားကြည့်လိုက်ပေါ့နော်နောက်တစ်ခုကဘာစာအုပ်လိုချင်လဲပေါ့နော်အဲ့ဆိုရင်နောက်တစ်ခုကခန်းကြီးစာအုပ်ကျွန်တော်တို့ကအာ ခန်းကြီးစာအုပ်ပေါ့နော်ဟိုရွေးတဲ့နေရာမှာကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့ဘယ်ရကျွလို့ရွေးရမှာမသိဘူးဖြစ်နေတာပေါ့နော်အဲ့တော့နောက်တစ်ခုကျွန်တော်ထပ်ကြည့်လိုက်မယ်ဒီရှင်ကန်းဆန်ခန်းကြီးပေါ့နော်ဒါပေမဲ့ရှင်ကန်းဆန်ခန်းကြီးကတော့ကန်ဆိုးစွာနေပဲသူက paper blood တစ်ခုလည်းပဲရတယ်ဟိုမရအောင်ပေါ့နော်ဟိုဘယ်လိုပြောမလဲဆိုတော့ဒီကင်တဲ့တကျင်တဲ့မရအောင်ပေါ့နော်ဒါပေမဲ့ဒီမှာတော့ save line uni ပါရတယ်ပေါ့နော်အဲ့လိုပုံမျိုးလေးအဲ့တော့နောက်တစ်ခုကျွန်တော်ထပ်သွားရှာကြည့်လိုက်ပါမယ် ဒီမှာရောရမလားပေါ့နော်ခန်းကြီးရှင်ရမှာရောအန်ခန်းကြီးရှင်ရမှာတော့ gain digital ရတာပေါ့နော်အဲဆိုတော့ gain digital ကိုရွေးပြီးတော့ download sample လုပ်လိုက်ပါပြီးရင်တော့ renown ပေါ့နော်ကျွန်တော်စာအုပ်ကဟိုဟာဂျီမဲနီပေါ့နော်မိတ်ဆက်သားပေါ့ intro ပေါ့ကျွန်တော်ဒီပုံစံလေးပြထားတယ်ဒီအန်ဒူခန်းကြီးရှိရာရဲ့ပုံစံဒီပုံစံပေါ့နော်အဲ့ဆိုတော့ကိုကဝယ်တဲ့ဝယ်နေကိုစဉ်းစားလို့ရတယ်ပေါ့နော် ီလိုရှိရင်တခြားဆောင်းတွေလည်းဒီနီလန်းနေနဲ့ကျွန်တော်တို့ကြည့်လို့ရပါတယ်လေပါအဲ့တော့ Kinden ဆိုတာကပေါ့နော်ဒီစာဖတ်ဖို့အတွက်တည်တံ့ထုတ်ထားတဲ့ application ပေါ့နော်သူက application လည်းရှိတယ်လို့ပေါ့နော်အမှန်တကယ်ကတော့သူကဟိုဖုန်းဟုတ်ပါနဲ့ပေါ့နော်ဒီ tablet ပုံစံမျိုးပဲဖတ်လို့ရတယ်ဒီစာဖတ်စာဖတ်ဖို့အတွက်ပေါ့နော်အတီးတန့်ထုတ်ထားတဲ့စာဖတ်လို့ရတဲ့ဒီ Kindle paper white ပုံစံမျိုးလေးပေါ့နော်ဒီပုံစံမျိုးလေးပါ သွားတာဒီကဲစာဖတ်နေရတဲ့ feeling တိုင်းပဲပေါ့နော်အဲ့လိုပုံစံမျိုးလေးပါအဲ့တော့ကျွန်တော်တို့ဒီစောက်တော်အများကြီးဖတ်ခြင်းနဲ့စောက်တွေအများကြီးမသိဉင်မှုတို့မှမသိဉင်တဲ့သူတွေကဒီกินတဲ့ paper white နဲ့ပေါ့နော် e-book တွေကိုဝယ်ပြီးတော့ဖတ်လို့ရသလို PDF file တွေကိုလည်းဒီกินတဲ့ paper white ထဲကိုထည့်ပြီးတော့ကျွန်တော်တို့ဒီ book reader ပုံစံမျိုးနဲ့တကယ်စောက်ဖတ်နေရတဲ့ feeling အတိုင်းပေါ့နော်ဒီกินတဲ့ book reader လေးနဲ့ဖတ်လို့ရပါတယ်